တရားဟောတဲ့ဘုန်းကြီးကလည်းရည်ရွယ်ချက်မှတ်မို့လို့တယ်နောက်တစ်ခုပြောရအောင်မယ်တရားဘွဲချင်းပါတဲ့ပုဂ္ဂိုလ်တွေကလည်းရည်ရွယ်ချက်မှတ်မို့လို့တယ်မြန်မာနိုင်ငံမှာဝန်နေဆရာတရင်တွေကြားရတရားဘွဲချင်းပါတရားဘွဲကို contract ဆွဲပြီးတော့ကျင်းပတယ်ဆိုတဲ့တရင်တွေတောင်ထွက်တယ်ပေါ့ဟုတ်မဟုတ်တော့ဘုန်းကြီးတို့မသိဘူးပေါ့နော်တရားဘွဲရရှိကျင်းပတယ်ရရှိကျင်းပပြီးတော့အလူခံတို့ရတဲ့ငွေကြေးကိုအချို့တော့ ဓမ္မရတိကသလူကျန္နာကုံကြစေပေါ့အတန်ချက်ဆက်တို့ဘာလို့ငားကားနေတဲ့တချို့စီမှာလောက်တာဟုတ်လောက်တယ်အဲ့ဒီဟာအဲ့ဒါလို့အတန်နေချာအဲ့ဒါကတော့တကယ်မဖြစ်တဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ပြောရမှာပဲဘာသာရေးကိစ္စတစ်ခုကဘာသာရေးအမြင်နဲ့ပဲလှုပ်တဲ့တယ်တရားကိုမြတ်လို့တဲ့အနေနဲ့ပဲရှိတဲ့တယ်တရားဆိုတာအလွန်မွန်မြတ်ပြီးတော့လူတိုင်းနိုင်ယူခွင့်ရှိရမယ် နောက်တစ်ခုပြောရအောင်မယ်တရားပွဲကို organize လုပ်တဲ့လူတွေရှိတယ်ဆိုလိုတာကတရားပွဲမှာအလှခံတဲ့လူတွေပေါ့တတိထားဖို့ကောင်းတာတွေကဓမ္မပူဇာများများရအောင်ဒီလိုအလှခံတာမျိုးတွေလုပ်ကြတယ်ဘုန်းကြီးတို့တစ်ခါတလေကျတော့စိတ်မကောင်းဘူးစိတ်မကောင်းဘူးဆိုတာဘာလဲဆိုရင်သူတို့လှူလိုက်တဲ့ဓမ္မပူဇာလေးတွေချိန်လိုက်လို့ရှင် ဆင်းရဲသားတွေရဲ့ခါးကြားကထွက်လာတဲ့အနှွမ်းလေးတွေတွေ့ရအေးဒါလေးတွေကတော့သူခင်ဗျာတရားနာခြင်းရှာနှုတ်လို့ပိုက်ဆံပေးနာရတဲ့အတိတ်ပဲမျိုးဖြစ်နေတယ်ဒါမဖြစ်သင့်ဘူးဓမ္မပူဇာလှူတဲ့လူကလှူခြင်းလှူမလှူခြင်းနေဘုန်းကြီးဆိုတာတရားပွဲလာဟောမှာပဲဓမ္မပူဇာရခြင်းတို့တရားပွဲဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဒီလိုသာဖြစ်ရတယ် ဓမ္မပူဇာရလို့တရားဝဲဟောတရားဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဓမ္မပူဇာရတယ်ဆိုတာလှူတဲ့လူအတွက်ကုသိုလ်ပဲသူကလည်းတရားကိုပူဇော်တာဟောတဲ့ပုဂ္ဂိုလ်ကလည်းပဲအဲ့ဒါကိုမမြော့ကိုရအောင်အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်အယောင်းအွယ်တစ်ခုဖြစ်လာနိုင်တယ်ပေါ့ဒါမှရှိတာကိုခွန်ကြီးတို့ပြောတာမဟုတ်ပါဘူးတကယ်ရှိတာ ਨੇ ဘက်မှာတရားပွဲတစ်ပွဲမှာ နာမည်ကျော်ဆရာတော်ကြီးတပါဘွဲတော်ထုတ်မပြောတော့ဘုန်းကြီးတော်ကလည်းလူစုံတော့ကြားရတဲ့ပေါ့ဒါမျိုးတရားပွဲမှာတရားဟောပြီးရေစက်ပါချပြီးဆရာတော်ကကားပေါ်ရောက်ပြီးပြန်တော့မယ်တရားပွဲစီစဉ်တဲ့ပုံစံတွေကခဏနေပါအောင်ခဏနေပါအောင်စဉ်းရင်းရှင်းလို့မပြီးသေးလို့တဲ့အဲ့ဒါဘာလို့ဆိုရင်ဓမ္မပူဇာတွေကငွေကိုအတန်ချက်ဆက်ငှားကားကဘလောက်ဖြာငှားကားကဘလောက် မိငါကကဘလောက်ဆက်ငါကကဘလောက်ဆိုအဲ့ဒီစရင်ရှင်းတယ်မပြီးသေးလို့ဓမ္မပူဇော်မလှုပ်နိုင်သေးဘူးဒါတကယ်ဖြစ်တာပုံမြင်မဟုတ်ဘူးပမာပြေမှာဒီလိုဖြစ်နေတာတွေရှိတယ်အဲ့ဒါမျိုးကမဖြစ်သင့်ဘူးအဲ့ဒါလိုမဖြစ်သင့်ဘူးဒါကြောင့်မလို့တရားဝဲတွေမှာခိဝါကနေပိတ်ပြီးတော့အလှခန္ဓာဟာမမှန်ကန်ဘူးလို့ဘုန်းကြီးတွေကတော့ခံစား ဘာဖြစ်လို့မမှန်ကန်လို့ဆိုတရားနာခြင်းလို့နာရတဲ့ပုဂ္ဂိုလ်ကအလှကံဘုံထဲမှာအလှကံမထဲကြရလို့ရှိရင်အလှကံတဲ့လူကလည်းအဲ့နာမှာရှိနေတာအဲ့တော့လူတရားအလှကံတရားလှတဲ့ဒီငွေပလားတဲ့ကိုပတ်စံလေးမထဲ့ပဲနဲ့ဝင်သွားရမှာသူ့အဖို့မှာရှက်ကောင်းရှက်ပေးလိုက်။ဒါမျိုးကမဖြစ်တဲ့မူတရားနာတယ်ဆိုတာအခမဲ့ပဲနာတဲ့နဲ့။တရားတရားပေါ့လို့လှူတာကိုသာလက်ခံတဲ့နဲ့။ လှူအောင်တော့မတောင်းခံတယ်မို့ပေါ့ဘုန်းကြီးတို့တော့အဲ့ဒါကိုလုံးဝမနှစ်သက်ဘူးအဲ့ဒီကိစ္စတွေဘုန်းကြီးတို့နာမည်သုံးပြီးတော့အလှခံတယ်ဆိုတာတွေလည်းကြားတယ်ဆရာတော်ကြီးကကျမ်းမာရေးမကောင်းဘူးအမြဲတမ်းဝမ်းနေဆရာတွေပြောကြတယ်လူတနာလာအောင်တောင်းတနဲ့တူတူပဲဒါသရောင်းစားအဆင့်ရောက်သွားအဲ့ဒါလို့မဖြစ်တဲ့ဟိုးလွန်ခဲ့တဲ့တစ်နှစ်ကဘုန်းကြီးကစင်ကာပူသွားတာ ဆေးကုသွားတာမဟုတ်ဘူးသူတို့ကဆေးကုသွားတယ်ထင်တယ်စင်ကာပူကနေပြီးတော့အဘိဓမ္မာသင်္นานပို့ချဖို့ရပင့်တယ်နစ်စင်ပင့်တာအဘိဓမ္မာသင်္นานသွားပို့ချပင့်တာကိုစင်ကာပူဆေးကုသွားမှဆေးဘဝကလှူကြပါအောင်လို့အဲ့ဒီလူတွေကသူတို့သဘောနဲ့သူတို့လှူခန္ဓာမျိုးဘုန်းကြီးတို့ကနောက်ကျပြန်ကြားတယ်ပေါ့အားဆေးဘဝကမှမလိုဘူးဘုန်းကြီးဆိုတာဘယ်နေရာရောက်ရောက် စင်ကာပူရောက်တဲ့အခါစင်ကာပူတခါရကမတွေရှိတယ်သူတို့ပဲကုပေးတယ်တကယ်လဲဆေးကုသွားတာမဟုတ်ဘူးတော့အဲ့ဒီလူမျိုးတွေပြောတာတွေကတော့လုံးဝမကောင်းတဲ့အပြောဆိုမျိုးတွေပဲဘုန်းကြီးတို့လည်းတိတ်ခါကြားတယ်အဲ့လိုမျိုးကလုံးဝမပြောသင့်ဘူးဒါတတိထားစရာကိုပြောပြတာတကယ်လဲကြုံတွေ့ခဲ့တဲ့ကိစ္စတွေကိုပြောပြအဲ့တော့ကျွန်တော်တို့ ဓမ္မပူဇာဆိုတာသူလှူခြင်းနဲ့စေတနာရှိတဲ့ပုဂ္ဂိုလ်သားလှူပါစေလှူကြပါတမ်းကြပါလို့ပြောเสียမလို့ဘူးလှူခြင်းလို့ရှိရင်လှူလို့တဲ့ပုဂ္ဂိုလ်တွေအစဉ်ပြေအောင်အလှူလက်ခံတဲ့နေရာလေးသာရှိတဲ့နယ်အလှူခံဖလားဆိုတာမထားတဲ့အေးတချို့ကဆိုလမ်းပိတ်ပြီးတော့အလှူခံထားတယ်ဘုန်းကြီးတို့နဲ့တခါပကံကြောင်ဥပက်ကိုတခါကြီးတယောက်နဲ့ခရီးသွားဘူးတယ်ခေးသွားတဲ့အခါကျတော့ခိတ်တခိတ်မှာ ရှေ့ကနေပြီးတော့မောင်းတံကြီးတားပြီးတော့အလှကံပုဂ္ဂိုလ်ကလှူခန်းတယ်အလှခန်းကဘာနဲ့လှူခန်းလို့ဆိုဖြတ်ပိုင်းနဲ့အလှခန်းတယ်လဲဆိုသေးတယ်သူကရေးထားတာဘလောက်90ရဲ့ဖြတ်ပိုင်းဖြုတ်ပေးတယ်။အဲဘုန်းကြီးနဲ့ပါလာတဲ့တကကြီးကလည်းခါရွရွကိုသူကမင်းတို့ထားပါလောက်ထားလဲတဲ့အလှခန္ဓာလားငွေကောက်ထားလားတဲ့အလှခန္ဓာပါတဲ့ ဟာအလှူခန္ဓာဆိုလို့လာဘာလို့90လို့ရေးထားတယ်ငါသရာရာငါချက်ဖယ်ဆိုပြီးငါချက်တန်ပြစ်ချပြီးတော့ဆက်သွားလိုက်ဟုတ်ဒါမျိုးတွေဖြစ်တယ်ပေါ့ဒါကိုတွေဖြစ်ဖြစ်ခဲ့တာတခုပဲပေါ့နောက်ပြီးတော့ခွန်ကြီးတို့ဒီရန်ကုန်ကတကားတယောက်ခွန်ကြီးတို့တညင်ဘက်မှာကြောင်းဆောက်တယ်ကြောင်းဆောက်တယ်ဆိုတာတကားရမတွေလှူတာသူကသူတကားရမတွေဘက်ကဘာမှမလို့ဘူးတူတန်းနေကြတာပဲ ဘုန်းကြီးတို့ကဘာမှတော့အလှခံစရာလည်းမလိုဘူးသူ့ဘာသူသရာပေါက်လှူတာပဲအဲတကားတယောက်ကဘာလာလျှောက်တော့ဆိုဆရာတော်နဲ့ဆရာတော်ကြောင်းဆောင်နေတာဖြတ်ပိုင်းလေးရိုက်ပေးပါတဲ့သူအလှခံပေးပါမယ်ဟာတကကြီးဘယ်လိုပြောလိုက်တာလဲလို့ဘုန်းကြီးတို့ကတသက်လုံးဒီလိုအလှခံလုပ်တဲ့ဘုန်းကြီးမဟုတ်ဘူးလို့လောက်ပါနဲ့လို့အဲ့ဒီလိုလူတွေကလည်းရှိသေးတယ်လောကမှာ ဟိုကိုလှူခြင်းကိုကိုလှူသူများကိုသွားပြီးအလှခဏမျိုးလုံးဝမလုပ်နဲ့တနေ့ကနေမဲ့ခွန်ကြီးတို့မုံရွာမှာတရားပွဲသွားတယ်တရားပွဲကျင်းပတဲ့တကာကဆရာတော်အထုပ်ပတ်တိရိုက်ပြီးတော့ဝေပြားစီအေးဝေပေါ်စာမူကျမ်းလာပြပါရိပြတော့ဆိုခွန်ကြီးတို့ကိုလှူထားတဲ့ចောင်းတိုက်အတ္တိထောင်တဲ့ចောင်းတိုက်ရှိတယ်အဲ့ဒီကြောင်းတိုင်းမှာဘာအဆောက်အဦဘာအဆောက်အဦတွေတော့ပြီးပြီဘာအဆောက်အဦတွေဆောက်ဖို့လိုသေးတယ်လို့သူကရှာ ဟာဘာဖြစ်လို့ဓာတ်တွေထဲ့တာလဲမထဲ့နဲ့လူတွေသိနေတာပဲသူလူချင်းသူကသူလာလူလိုက်မယ်ဒါအလှခံတဲ့သဘောပဲလုံးဝမလောက်ပါနဲ့လို့ဘုန်းကြီးတို့ကစောစောသိလို့ပဲဖြက်ခိုင်းလိုက်ရတယ်တခါတရံကျတော့ဘုန်းကြီးတို့သဘောနဲ့မဟုတ်ပဲနဲ့ဒီလိုဟာမျိုးလောက်ကြတယ်တချို့ကတချက်၅ပြားနဲ့စေရနာတရာတရားပေါက်ရင်လူကရှိတာအကုန်ထုတ်လို့သူများလာအလှခံလို့ရှင်တချက်၅ပြားပဲထဲမှာပေါ့ လူစိတ်ကိုကကြည်လီမြတ်စွာဘုရားကဆုံးမထားတာတွေရှိတယ်။ယာစကောအပိယောဟောတိတဲ့။အလူခံတဲ့လူဟာအမုန်းခံရတယ်တဲ့။ပြီးတော့နောက်ယာစနံရောဒနံအာဟုတဲ့။အေးတောင်းတာဟာငိုတာပဲတဲ့။ဘာဖြစ်လို့ငိုချင်ရ။ဘာဖြစ်လို့လူတကာရဲ့အမုန်းခံရ။မုန်းတတ်တဲ့ယာစကောအပိယောဟောတိ။ရှင်တို့ကအမတ်ကြီးအိမ်ကိုကိုရင်လေးတစ်ပါးကသွားပြီးတော့အလူခံတယ်တဲ့။ အလူခန္ဓာတကကြီးကပြောတယ်ကိုရင်ယာစကောအပိယောဟောတိတောင်းတတဲ့ပုဂ္ဂိုလ်ဟာအမုန်းခံရတယ်ဆိုတာမသိဘူးလားလို့ဆိုတော့ကိုရင်ကလည်းအညံ့မခံဘူးတကကြီးယာစံအတ္တထမပိယောတောင်းလာတာကိုမလှူရင်လည်းအမုန်းခံရတယ်ဆိုတာတကကြီးမသိဘူးလားဟောနော်အလူခံတဲ့ပုဂ္ဂိုလ်ကိုဒါအလူခံခြင်းကိုခံရတဲ့ပုဂ္ဂိုလ်ကလည်းမုန်းတယ်အလူခံတာမရလို့ရှိရင်လည်းမုန်းတယ် အဲ့တော့တဦးနဲ့တူအမုန်းပွားရုံပဲရှိတယ်ဘာမှအကျိုးမရှိဘူးဒုက္ခတရားတရားပေါ့လို့သူ့ဘာသူလှူတာဒီလိုပဲဖြစ်တယ်ဘုန်းကြီးတို့မမရရဒီသက်ဒီရရောက်လာပြီကိုယဟန်ခံထားတဲ့ယဟန်တကယဟန်မတောင်းပါပဲနှစ်ခါတည်းပဲတောင်းမှုတယ်ဒါခဏခဏပြောတာမတောင်းမှုမတောင်းမှုနဲ့ခဏခဏပြောလို့အဲ့နှစ်ခါတော့တောင်းမှုတယ်ဘာလို့ကျင်လဲဆိုတာပြောဘူးတယ်မန္တလေးမှာအမတန်စာတတ်တဲ့ဆရာတော်ကြီးတစ်ပါးကို เจ้าတကเจ้ามาชอบတယ်ဆရာတော်လူရာရှိမရှိပါဗျာလူရာရှိမရှိပါဆရာတော်ကြီးကဗာပြောပြောတို့ကလေးမှာမဟုတ်တာကလေးလူမုံမုံတောင်းနေရအောင်မလားကိုယ့်ဘာကိုကြည့်လူပေါ့လို့ပြောတယ်ဟောကိုယ့်ဘာကိုကြည့်လူဘာလို့လဲဆိုတော့ကိုယ့်ကိုကြည့်လူတွေထင်တာလူတို့ကဘာလို့လဲညာလို့လဲတွေရှောက်ပြောเสียမလို့ဘူးလို့ဘုန်းကြီးဆိုတာညာတိပဝရိတဆွေမျိုးဆိုရင်တောင်းကောင်းတယ် အလိုရှိရင်ဆရာတော်တပည့်တော်စီအလှခံပါဘုရားလို့ဆိုရင်လေတောင်းကောင်းတယ်ပေါ့ညာတိပဝရိတဆိုရှိတယ်အဲ့တော့ဘုန်းကြီးတွေဆိုတာဝိနိသိခာဘုတ်တိုင်နေထိုင်မယ်ဆိုလို့ရှိရင်ပစ္စည်း၄ပါးနဲ့ပတ်သက်လာလို့ရှိရင်ပရိက္ခထာတဲ့ဩဘာသတဲ့နိမိတ်တတဲ့ဝိညာတိတဲ့ပါဠိလို့ပြောမယ်ပရိက္ခထာဆိုတာရိတ်စကရိတ်ပြောတာရိတ်တန်ရိတ်ဖန်းတန်ပန်းပြောတာပေါ့ရိတ်ပြီးတော့ပြောတာပေါ့နော် ရိပ်ပြီးတော့ပြောတာရိပ်တယ်ဆိုတာစောင်းချိတ်ပြီးတော့ပြောတာပေါ့စောင်းချိတ်ပြောတာအဲ့ဒါပြိကထာတိုက်ရိုက်တောင်းတာမဟုတ်ဘူးစောင်းချိတ်ပြောတာအဲ့ဒီစောင်းချိတ်ပြောတဲ့ပုံဝှထုလေးတောင်ရှိသေးတယ်ဘုန်းကြီးတစ်ပါးတဲ့အိမ်နေကြွကြွလာတတ်တဲ့ဘုန်းကြီးတစ်ပါးအိမ်တဲ့အိမ်ဝင်နေစွန်းစားချိတ်စွန်းစားချိတ်ဝင်လာတဲ့အခါကျတော့အိရှင်တက္ကမကြီးကလည်းမလှူခြင်းဘူး မလူကျင်တော့ဗာပြောတော့ဆိုဩဒီကိုရောကလည်းဆွမ်းကြီးကြီးကြွာလာကြောက်အောင်ပြောတယ်အိမ်ထဲမှာလည်းအိုးနဲ့လည်းဆံမရှိဘူးတဲ့ဆံသွားချီယုံမယ်နဲ့ဆိုပြီးတော့အိမ်ပြန်ထွက်သွားထွက်သွားတော့ကိုရောကလည်းပြန်မလာဟိုမပြန်ဘူးတကဝါကြီးပြန်လာသည်ထီအောင်သူကအိမ်မှာရှိနေအဲ့ဒီအချိန်လေးမှာသူကမိဖို့ကြောင့်ဝင်ကြည့်လိုက်တယ်ဆံမရှိဘူးဆိုတော့တကယ်ဟုတ်လားကိုရောကတ်နဲ့သွားတွေ့တဲ့အခါကျတော့ တကမာကြီးကညှိညူပြီးတော့ဆံလည်းဘယ်သူမှချိမဲ့လို့မရှိဘူးလေကိုရောလည်းဘာမှကတ်ဆရာမရှိဘူးပေါ့ပြောတော့အဲ့ဒီကိုရောကဘာပြောတော့ဆိုတကမာကြီးရေဘုန်းကြီးဒီကနေ့ကံမကောင်းဘူးဆိုတာသိပါတယ်တဲ့လမ်းမှာဟောဒီဘက်ကိုလာတော့မှာလမ်းမှာမွေကြီးတစ်ကောင်တွေ့တယ်အဲ့ဒီကလေးကနမိတ်မကောင်းဘူးလို့ထင်တာအဲ့ဒီမွေကြီးကဟောအခန်းထောင်ထောင်ထားတဲ့ကြံကြောင်းကြီးလောက်ရှိတယ်တဲ့ဒါနဲ့ကြောက်အားလန့်အားနဲ့ မွေကြီးကကိုယ်စီလာမှာဆိုပြီးတော့ခြောက်မလို့ခဲရှာလိုက်တဲ့အခါကျတော့ခဲလုံးကြီးတစ်လုံးတွေ့တယ်အဲ့ဒီခဲလုံးကြီးကဟိုအိုးထဲမှာထည့်ထားတဲ့ထည့်ညက်ခဲကြီးလောက်ရှိတယ်ဒါနဲ့ခဲနဲ့ပြစ်လိုက်တဲ့အခါကျတော့မွေကြီးကသွားဖြီးပြီးတော့ပြတယ်အစွဲတွေထုတ်ပြအဲ့ဒီအစွဲတွေကဟိုနားဆန်အိုးထဲကဆန်စီလေးလိုပဲဖွေးနေတာတဲ့အဲ့ဒါတွေမကဘူးမွေကြီးကစိတ်တွေဆုံးပြီးတော့အစိတ်တွေပန်းထုတ်တာ မွေစိတ်တွေကဟောဟိုးအိုးတွေကထောပတ်တွေတိုင်မဲ့တဲ့အယောင်ကတက္ကမကြီးကသူ့ပစ္စည်းတွေဒီကိုတော့မမြင်ဘူးထင်လို့ပြောတာဟိုကိုတော့အကုန်လိုက်ပြီးအိုးတွေပါတွေဖွင့်ကြည့်ထားတာအဲ့ဒါနဲ့ကြံကြောင်းလေဖြတ်ထညက်လေချမ်းနော်ဆံနဲ့ထမင်းချက်ထောပတ်ကလေးလောင်းပြီးတော့ဆွန်တနကတ်လိုက်ရတဲ့အဲ့ဒါပရိက္ခထာလို့ခေါ်တယ်ပေါ့ရဟန္တာငါတွေမှာအဲ့လိုမလုပ်ရဘူးတဲ့ပရိက္ခထာဩဘာသ အရေးအယောင်ပြတာနိမိတ်တဆိုင်းပြဆိုင်းပြတယ်ဆိုတာတက္ကရာကမတွေလာတဲ့အခါမှာเจ้าနေရှင်းတမန်မြေမြေွက်လက်ကိုရှင်းအရှင်ဘုရားအဲ့ဒါဘာလို့ဖို့တော့ဆိုတော့ဒီနေရာအเจ้าဆောက်မလို့တက္ကကြီးเจ้าတက္ကပေါ်ပြီလားဘယ်အောင်ပေါ်အောင်မလဲဟောအဲ့ဒါမျိုးကိုဒါနိမိတ်တလို့ခေါ်တယ်ပစ္စည်းလေးပါးနဲ့ပတ်သက်လာလို့ရှင်အဲ့ဒီပရိကထာတို့ဩဘာသတို့နိမိတ်တတို့မလောက်ရဘူးတဲ့ယသဗျာ အကုန်လုံးတော့မဟုတ်ဘူးပရိကထောပါဒဝိညာတိနတ်လဘပစ္စည်းထွက်၏သင်္ကန်းတို့ကြောင်းတို့ကြောင်းတို့ဒီကိစ္စတွေနဲ့ပတ်သက်လာရင်ဒီဟာမျိုးမလုပ်ရဘူးလို့ဆိုပရိကထောပါဒဝိညာတိဆွမ်းရယ်သင်္ကန်းရယ်ဒီကိစ္စနဲ့ပတ်သက်လာလို့ရှင်ပရိကထာဆိုတာတွယ်ဝိုက်ပြီးမပြောရဘူးဩဘာဒအရေးအယံပြတာမလုပ်ရဘူးတောင်းတာမလုပ်ရဘူး ကျောင်းကြတော့အရေးရောင်ပြတာပြကောင်းတယ်တဲ့ဆေးကြတော့တောင်းလဲတောင်းကောင်းတယ်လို့ထင်လို့ဝိနည်းတက်ခါကိုယ်တွေမှာဒီလိုရှိတယ်ပစ္စည်းလေးပါနဲ့ပတ်သက်ပြီးတော့တောင်းခြင်းမလုပ်ရဘူးလို့ဒီလိုဆိုအဲ့တော့တောင်းတာဆိုလို့ရှိရင်ဘုန်းကြီးတွေမှာခွင့်မပြုဘူးဘလူခံဖို့ရှောက်ထားတဲ့ဖိတ်ကြားထားတဲ့ဒကာဒကမမဟုတ်လို့ရှိရင်တောင်းခံခွင့်မရှိဘူး ဲ့တော့ဘုန်းကြီးကတောင်းတာမဟုတ်ပါဘူးတခါတကမကသူ့ဘာသူနှိုးဆော်တာပါလို့ဆိုလို့ရှိရင်လေအမတန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကဒီအလုပ်ကိုမကြိုက်ဘူးကို့အတွက်ဆွဲတရားဟောတာကိုလုံးဝမကြိုက်ဘူးရှင်သာရိပုတ္တရာမထေရနဲ့ရှင်မောက္ကလံမထေရတောရအကြောင်းလေးမှာသတင်းသုံးတယ်အဲ့လိုသတင်းသုံးနေတဲ့အချိန်မှာရှင်သာရိပုတ္တရာလေနာယောဂဘိုင်းနာတယ်ပေါ့ဘိုင်းနာတော့ရှင်မောက္ကလံကရှင်ဘုရားဘိုင်းနာတာယင်တော့ဗာနဲ့ပြောက်တုံးဆိုတော့ အေးသူကပြတို့တကားတို့ထောပတ်တို့နဲ့ရောပြီးတော့နွားတို့နဲ့ခြုံချက်ထားတဲ့ဟာလေးအိမ်မာနေတော့ကသူ့ရဲ့မေတော်ကြီးကလှုပ်ကြွေးဘူးတယ်တဲ့အဲ့ဒါလေးနဲ့ပြောက်ဘူးတယ်လို့နှစ်ပါးစကားပြောတာအဲ့ဒီလိုစကားပြောတဲ့အခါကျတော့ဈဉံလန်းကိုစောင့်တဲ့နတ်ကအဲ့နာကတစ်ပင်မှာစောင့်တဲ့ယုကဇိုးနတ်ကကြားသွားကြသွားပြီးတော့ရှင်လုံးသာရိပုတ္တရာတို့ကိုးကွယ်နဲ့တခါတခါမှအိမ်သွားပြီးတော့ကလေးတယောက်ကိုဝင်ပူးတယ် ဝင်ပြီးတော့နတ်ကတော်မေးတဲ့အခါမှာသူကဘာပြောလဲဆိုရင်အမနဲ့ကြာအဲ့ဒါကိုက်ရင်ကပ်ပေါ့ကတ်လို့ရှင်သူလွတ်မယ်ဆိုတော့အင်းအင်ရှင်တွေကပြောတာပေါ့ဟာတို့ကဒီရှင်သာရိပုတ္တရာရဲ့တရားတော်မှတွေပဲတို့ကတ်နေကြပဲဒါမှအပန်းကြီးတဲ့ကိစ္စမဟုတ်ဘူးနတ်ကအဲ့လိုဝင်ပြီးလှုပ်တာနောက်တည့်ရကျတော့ရှင်သာရိပုတ္တရာကမကြမ်းပါလို့ကြောင်းပါပဲနေတယ်ရှင်မောကလန်ကဆုံးခံသွားပြီးတော့အဲ့ဒီအင်းကြွသွားတာ အဲ့ဒီအင်္ဂါတက္ကရမတွေအဆင့်နဲ့ရှင်သာရိပုတ္တရာပြောတဲ့အတိုင်းအကုန်လုပ်တာရှင်မောက္ကလံကိုကတ်တယ်ရှင်မောက္ကလံကတော့မစင်စားဘူးမစင်စားရင်မသိဘူးဒါကတော့ဒီဟာဘယ်လိုလုပ်ရတာတုံးလို့မစင်စားဘူးမစင်စားတော့ကတ်တာဖုံးမိလိုက်တယ်ပေါ့ရှင်သာရိပုတ္တရာအတွက်တပိတ်နဲ့တည်သွားတယ်တက္ကရမတွေကထည့်ပေးလိုက်เจ้าရောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာဟာငါပြောတဲ့အတိုင်းရနေပါလားဘယ်လိုရတာလဲ သူ့ဘာသူသဘာဝအတိုင်းရတာလားလို့စဉ်းစားကြည့်လိုက်တဲ့အခါကျတော့နတ်ရဲ့ပယောကပါနေပါနေတော့သူကတခုံးနဲ့ပဲပြောတယ်ငါရှင်မောကလန်နဲ့ဒါမစားတတ်ဘူးတဲ့ဒီနုကနာစမဲဟာမစားတတ်ဘူးမစင်ကြယ်ဘူးလို့ဆိုရှင်မောကလန်လည်းမစင်ကြယ်ဘူးဆိုဘာဖြစ်လို့ရောညာဖြစ်လို့ရောပြောမနေဘူးတပိတ်ကိုယူပြီးတော့သွားတော်ပလိုက်တာပဲချက်ချင်းအဲ့ဒီတပိတ်ထဲကနုကနာတွေတွန်ပြစ်လိုက်တာနဲ့တပြိုင်နက်ရှင်သာရိပုတ္တရာရဲ့ဆွဲကတ်နေတဲ့အမတန်နာနေတဲ့လေနာယောကလည်းပျောက်သွားတယ် အဲ့ဒီမှာရှင်သာရိပုတ္တရာပြောတယ်။ဘိုင်းနာလို့ငါရဲ့ဥရီအပြင်ထွက်ချင်ထွက်တော်ပါစေတဲ့။မအပ်ဆက်တဲ့ပစ္စည်းကိုငါမသုံးချင်ပါဘူး။ဟောတယ်လို့ကြီးညိုကြရ။ဘုန်းကြီးတို့အဲ့လောက်မကျင့်နိုင်တောင်မှပဲဒီမထေရကြီးကျင့်တယ်လို့ဟာအတူယူအားကြကြရမှာ။ဒါကြောင့်မလို့ဆွဲတရားဟောလို့ရလာတဲ့ဟာတွေကဘယ်ယာမကောင်းတာမရှိဘူး။ဒါကြောင့်မလို့ဒါတွေလည်းတတုပြုဖို့ကောင်းတယ်။တတိပြုဖို့ကောင်းတယ်။ သူပ္ပတုသရတရားအလျောက်ဖြစ်လာတဲ့ဟာမျိုးကြတော့လက်ခန္ဓာသူလည်းကုသိုလ်ရတယ်ကိုလည်းပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးတော့30ခန့်ရှိတယ်ဓမ္မိယလတ္တလို့ခေါ်တယ်တရားသဖြင့်ရလာဒါမျိုးကနှုံနှဝအကျိုးရှိအဲ့ဒါမျိုးသာဖြစ်တဲ့နယ်လို့ဒါစာပေကိုလေ့လာကြမယ်ဆိုရင်ဒီအချက်နဲ့တရားစာပေကျမ်းဂန်ထဲမှာပါဒါလည်းပဲဒီတရားဝဲကျင့်ပါတဲ့ပုဂ္ဂိုလ်တွေတတိထားတဲ့အချက်တစ်ခုပဲ ။ကောင်းပြီ။တရားပွဲကျင်းပတယ်ဆိုကြတဲ့ကဓမ္မပူဇာလှူတဲ့ပုဂ္ဂိုလ်ရှိပြီးသားပဲ။တရားနာတဲ့ပုဂ္ဂိုလ်တွေဟာလှူခြင်းနဲ့ဆိုရင်သူ့ဘာသူလှူပါစေ။မလှူခြင်းဘူးဆိုရင်လည်းပဲမျက်နှာမငယ်ပါစေနဲ့။ဘုန်းကြီးတို့ကတွေးမိတယ်။အင်းတရားနာရတာပဲဆံပေးနာရတယ်လို့ဖြစ်နေ။ဒိဗ္ဗေမရှိဘူးလို့။တရားကလည်းတို့တရားမဟုတ်ဘူးဖရာရဲ့တရားဖရာတရားဆိုတာ အယောင်းဝယ်မလို့အောင်ယောင်းဝယ်တဲ့သဘောမဖြစ်เสียရဒါကြောင့်ဘုန်းကြီးတို့ကပြောတာတယ်ဘုန်းကြီးတို့တရားပွဲမှာလာပြီးစာအုပ်ယောင်းတာတို့စီဒီယောင်းတာတို့မလုပ်ပါနဲ့လို့ပြောတာဘာဖြစ်လို့မလုပ်နဲ့လို့ပြောထားတယ်လဲဆိုရင်ဘုန်းကြီးကယောင်းတယ်လို့ထင်မှဆုံးလို့အထင်းကိုမခံနိုင်တာပဲဘာမှမပတ်သက်ဘူးကိုနဲ့ဒါတွေကအေးဒါကြောင့်မလို့တရားဝဲကျင်းပါတယ်ဆိုတာလေကုသိုလ်စစ်စစ်ရပြီးတော့တရားနာတဲ့ပုဂ္ဂိုလ်တွေကစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ မမကန်ကန်နာကြရဖို့ဒါကအမှန်တမ်းအရေးကြီးပါတယ်တရားဝဲကျင့်ပါတယ်ဆိုတာအမှန်တမ်းကုသိုလ်ရသဗ္ဗဒါနံဓမ္မဒါနံစိနံတိတရားနာခွင့်ရောက်အောင်ဖန်တီးပြီးလှုပ်ဆောင်ပေးတယ်ဆိုတာအမှန်တမ်းကောင်းတဲ့ကုသိုလ်တစ်ခုပဲအမှန်တမ်းမွန်မြတ်တဲ့ကုသိုလ်တစ်ခုကိုလှုပ်တဲ့အထဲမှာဘာမဟုတ်တဲ့လုတ်ပုံလုံနီးမဟန်လေးအတွက်ကြောင့်အပြစ်တွေဖြစ်လာတယ်ဆိုတာမကောင်းဘူးပေါ့အဲ့တော့တန်တန်ရှင်းရှင်းဖြစ်အောင်လှုပ်ဖို့အမှန်တမ်းအရေးကြီးပါတယ်လို့